တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဗတ်ဆရာကြီးမင်းသိန်ခါရဲ့တန်လေးတပည့်ရင်တူဖြစ်တဲ့ဆရာဖြိုးဟင်းကျော်ပဲဖြစ်ပါတယ်ဒီကနေ့မိတ်ဆွေတွေကိုပြောပြခြင်းနဲ့အကြောင်းအရာတွေကတော့ဈေးရောက်ကြတဲ့ဈေးတွေတွေအနေနဲ့ဈေးတိုင်းဆိုင်ငန်းဖွင့်ထားကြတဲ့သူတွေအနေနဲ့ရောင်းမန်းတာပြီးဝယ်ပန်းလှစေနိုင်ဖို့အတွက်အစီအရင်ကောင်းလေးတစ်ခုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ ီလိုအစိမ်းရောင်ပိစာလေးတစ်စလိုပါတယ်အဲဒီအစိမ်းရောင်ပိစာလေးပေါ်မှာမီးစွေကတစ်ခဲတန်မြာပြီးတစ်လုံးဒီလိုပြယုတ်ပြားဆယ်ပြားအဲ့ဒါကတော့ plexi site မှာဝယ်ရပါတယ်ပြုတ်ကြ plexi site မှာဝယ်ပါအဲ့ဒါသုံးအဲ့ဒီသုံးမျိုးအဲ့ဒီသုံးမျိုးကိုအထုပ်ကလေးဖြစ်အောင်ထုတ်မယ်အထုပ်ကလေးထုတ်မယ်အနည်းအောင် ဖဲကြလေးနဲ့ချိန်မယ်အဲ့ဒါကိုမိမိရဲ့ဆိုင်ငန်းရဲ့ဈေးဆိုင်ငန်းရဲ့ထုတ်တန်းမှာပဲဖြစ်ဖြစ်အမြင့်တနေရာမှာမဖြစ်ချစ်ထားလိုက်လို့ပဲဖြစ်ပါတယ်ဘယ်နေ့ဖြစ်ဖြစ်ရပါတယ်ဘယ်အချိန်မှာဖြစ်ဖြစ်ရပါတယ်ကြိုက်တဲ့အချိန်စီရင်ပါကြိုက်တဲ့နေ့မှာစီရင်ပါအဲ့ဒါကို 22ရက်ပြည့်တစ်ခါပြန်လဲရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီထဲမှာရှိနေတဲ့ပြည်ုပ်ပြားတွေဟာအငွေ့ပြန်ပြီးတော့တောက်သွားပါလိမ့်မယ်။တံမြာသီးလည်းနည်းနည်းအကြောင်းပြောင်းသွားလိမ့်မယ်။အဲ့ဒါဆိုရင်22ရက်ပြည့်တာနဲ့တံမြာသီးဖယ်လိုက်ပါ။မိသူခဲနဲ့ကြံတဲ့မိသူခဲနဲ့တံမြာသီးအစ်စ်တစ်လုံးနဲ့ပြည်ုပ်ပြားဆယ်ပြားထပ်ထည့်ပြီးတော့ထပ်ပြီးတော့အထုပ်ကလေးထုတ်ထားဖို့ထုတ်ပြီးတော့ ဖက်ဖြစ်ထားပါ21ရက်ပြည်တိုင်း21ရက်ပြည်တိုင်းတစ်ခါပြန်လဲဖို့လိုပါတယ်နော်လုပ်ကြည့်ပါမိတ်ဆွေတို့အထူးပဲရောင်းမန်းနေတာပြီးတော့ဝေဘန်းနေလှလာတာကိုထူးထူးခြားခြားတွေ့ကြုံရမှာဖြစ်ပါတယ်အားလုံးပဲကံကောင်းလက်ပွင့်ကြပါစေ